တောက်လာကေပရက်ရှင်ဘောကအစပါလဲမူလနာကြပါလဲဝိစာနဲ့စပါအဝိစာနဲ့တဏ္ဍာအဲဆိုတဏ္ဍာကအဝိစာလားဝိစာကတဏ္ဍာလားအဝိစာအဲအဝိဇ္ဇာကတဏှာအဲ့တော့သက်လုံးထင်နေတာသူကပါဠိလိုသုံးတော့ပြပြောရမယ်နော်လောကီလိုသုံးတော့တဏှာသစ္စာနဲ့သုံးတော့အဝိဇ္ဇာအဝိဇ္ဇာဆိုတော့ဘာမှမသိပါဆိုတော့တဏှာလို့တတ်ပြရတာလားအဓိကဒီတဏှာကြီးပါပြရတယ်အဝိဇ္ဇာမ အမှန်ကိုမသိခြင်းကိုတဏှာလို့ခေါ်တာအဲ့ဒါကိုမူလနာပြပါလားဆိုအဝိဇ္ဇာနဲ့တဏှာလို့ခေါ်တာဝိညာဉ်ကြည့်ပြီးနော်ဦးဇင်းရဲ့မြင်စရာတင်စရာကြားစရာမြတ်စွာဘုရားပဲဘယ်လိုအခက်ခဲပဲကြုံလာကြုံလာမြတ်စွာဘုရားကိုကြည်လိုက်ရင်ဦးဇင်းတို့ဖြစ်နေတဲ့အခက်ခဲတွေကဘာမှမဟုတ်ဘူးနော်မြတ်စွာဘုရားတော်မှာတဲ့အောင်ခြင်းရှိပါမရှိဘူးလားအဲ့တို့အခက်ခဲတွေမကြုံခဲ့ဘူးလားဝိကျူတော်ဆန္ဒပါဘောမကြုံခဲ့ဘူးလားကြုံခဲ့တယ်အဲ့တော့မြတ်စွာဘုရားရဲ့ဟာကိုပြန်ကြည့်တော့ဩငါတရားတွေကိုကြည့်ရင် ဒီတရားတွေဟောရင်ငါ့ကိုဝိုင်းပြီးတော့တိုက်ခိုက်ကြလိုက်မယ်ဒီလိုအခက်ခဲတွေကြုံလိုက်မယ်အဲ့ဒီလိုမျိုးအခက်ခဲတွေကြုံလို့နော်ဒီလိုမျိုးနှောက်ရက်တဲ့တွေနဲ့ကြုံရင်ဘယ်လိုလုပ်မလဲအကုန်လုံးဦးကြီးကညံထဲမှာဖြတ်ထားပြီးသားစပြီးတော့ဒီသာသနာကိုစပြုမိဆိုတဲ့မတိပဲနဲ့ပြုတာမဟုတ်ဘူးအဲ့ဒီလိုနှောက်ရက်လို့နော်ပြဿနာရှာတဲ့လူတွေရှိရင်လာဦးကြီးကခိုင်းမယ်ဆိုရင်ထောက်ကြတဲ့အထိဒီတရားကိုဦးကြီးကဘယ်တော့မှနော် ဘယ်တော့မှမစွန့်လို့ဘူးဒီတရားကိုဘယ်တော့မှသစ္စာမဖောက်ဘူးထောင်ထဲရောက်လဲဦးနေဒီတရားကိုဆက်ဟောနေမှာအဲ့တော့နောက်ဆိုဘယ်လိုလုပ်မလဲဒီတရားတွေကိုဟောလို့မင်းကိုတတ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲကိုယ့်ကိုပြန်မေးတယ်ပတ်မယ်ဆိုရင်ဦးနေကជីជីပြူပြူနဲ့အဲ့ဒီတရားကိုတော့ဦးနေကစွန့်လို့သွားမှာမဟုတ်သစ္စာဘယ်တော့မှဖောက်မှာမဟုတ်တတ်မယ်ဆိုရင်လာတတ်မဲ့လူဦးနေကလဲဆင်းပေးမှာလဲဆင်းပေးတယ်ပြန်မလုပ်မယ်တတ်မဲ့လူဦးတဲ့ဦးနေကစိတ်ဆိုးမယ်လို့တော့မထင်နဲ့အဲ့တတ်မဲ့လူမစိတ်မဆိုးတဲ့ပြန်ကိုတတ်မဲ့လူဦးတဲ့အေးမယူဖို့အတွက် ဦးစင်းကိုယ်တိုင်လက်မှတ်ထိုးပေးရမယ်ကြည်ကျူပြူပြူနဲ့သူ့ကိုအေးမယူပါကြောင်းဆိုတာကိုလက်မှတ်ထိုးပြီးတော့ဦးစင်းကလဲဆင်းပေးလိုက်မှာအဲ့ဒါကဦးစင်းကတရားပေါ်မှာထားတဲ့စိတ်ဘယ်လိုအခက်အခဲမှအနေနဲ့ဦးစင်းကဒီတရားပေါ်မှာတော့တစ္ဆာဘယ်တော့ခါမှမပြောင်းစိတ်ဒီတရားနဲ့ပတ်သက်ပြီးတော့အဲ့တော့ဦးစင်းကဒီလိုမျိုးစိတ်ထားနဲ့ကြိုက်တယ်လိုမျိုးလားဒီတရားနဲ့ပတ်သက်လာဘယ်လိုအခက်အခဲပဲကြုံကြုံတရားတော်ဘယ်တော့မှတစ္ဆာမပေါ့အတ္တတာတည်ခံသွားမယ်ဒီတရားတော်ဘယ်တော့မှတစ္ဆာမပေါ့ဘူး